ဆော့ကောပရိတ်တများအားလုံးပဲမြင်ပါပါဒါမကြာသေးခင်တော့ကဒီပွဲပြီးတင်းစားရှင်းလို့ပွဲမှာနောက်တက်ပွဲကြည့်တင်းစားရှင်းလို့ပွဲမှာဘောမန်ချက်စတာစီးတီးတင်းကနေရာဒီပုံရင်းအာပရီးမီယာလိရဲ့အကောင်းဆုံးပွဲလည်းလူတယောက်လို့ပြောလို့ရတယ်ကီပီဂျီရိုင်းနာကတင်းပြောင်းတော့မယ်ဘောတော့မန်စီးတီးကလည်းချက်တော့မယ်ဆိုပြီးတော့မှပွဲကြည့်တင်းစားရှင်းလို့ပွဲမှာကော်ရီယူလာကိုလည်းပြောသလိုပြောသွားသလိုပွဲပြီးမှလည်းတိုင်ကန်ရှင်ပြီးတော့ဒီနာကဒါရီကုန်ရင်ဒါစီးတီးကလည်းချက်တော့မယ်ကြောင်းလို့ဒါပြောသွားတော့လေ စီဒီနဲ့ဒီဒီဘရိုင်းနာတို့ပရီးမီယံပရီးမီယားလိမှာဘလို့အမီလီတီတာချန်ပီယံခဲ့တယ်ဒီဘရိုင်းနာဟာပေါ့ကြီးပြောမယ်ကောင်းခဲ့တဲ့ကစားသမားတစ်ယောက်ပဲပြောနောက်ထပ်ဆက်လက်ပြီးတော့မှာရောဒီဒီဘရိုင်းဟာအဆင့်မြင့်ဆုံး level တစ်ခုမှာဆက်ပြီးတော့မှာကစားလို့ရနိုင်ဒီလားမရနိုင်ဒီလားစသဖြင့်ပေါ့နော်ဒီကြောင်းဝိုင်းနဲ့ပတ်သက်ပြီးမှာကျွန်တော်လည်းဒီပါစီတီကနေပြီးတော့ပုံတက်ဖြစ်ဆက်ပြီးတော့ရှိပါတယ်ခင်ဗျာစီဒီမင်္ဂလာပါကြီးမင်္ဂလာပါကိုဒီဘရိုင်းက တက်ကျင်တော့ဟိုဟိုရွှေလွတ်တဲ့ကားကြီးပြီလို့ပြောအောင်မလားဟုတ်ကဲ့ playlist တော့ပွဲမှာလုံးပြန်သူပြောပြီးတော့မှလူထွက်ပြီးတော့ဟုတ်ကဲ့ပြောပြီးတော့မှသူအကောင်းဆုံးလုံးပြန်နေသေးပဲဟုတ်ကဲ့ဟိုပါဟိုစီးရီးယားနေထွက်မယ်ဆိုပြီးပြောလိုက်တဲ့အပတ်မှာတော့ဒီ China ရဲ့အကောင်းဆုံးတော့ဒါခြေစွမ်းနေပြန်ပြီးတော့မှမြည်ရတယ်ကျွန်တော်ဆုံးအနေနဲ့ဒီ China ကဒါ2015 2015ဖြစ်မှတည်တယ်2015က Manchester City ကိုရောက်လာတယ်။အဲရောက်လာပြီးရဲ့နောက်ပိုင်းမှာဒါ City နဲ့တူ Premier League တူပြီးတော့ Shop ်ယူခဲ့တယ်ပရီးမီယံလိရဲ့အကောင်းဆုံးဝင်လူတစ်ယောက်ဆိုတော့လည်းဒါညစ်စရာမလောက်ပေါ့လေအချက်လက်ကြီးဒါဆူပရာလီနေလည်းဒါတက်တည်ပြနိုင်ပြီဆိုတော့ဒီဘရိုက်ပေါ်အာစီဒီအမ်မျိုးစာပြီးပြဆက်ပြီးတော့အာဟုတ်ကဲ့ကိုဒါကျွန်တော်ပြန်ဘက်ပေါ်နော်ကျွန်တော်က Manchester United Brothers ဆိုတော့အဒီတိုင်းဘက်တွေထဲမှာအထိုက်ဆုံးသားသမားတွေရဲ့တယောက်ပေါ့လေအာတကယ်ကိုလေးစားပြီးတော့တကယ်ကြောက်ရတယ်ပေါ့နော်ဘယ်နာပဲဖြစ်ဖြစ်ကြောက်နေရတယ်ဆိုတာအဒီ De Bruyne နဲ့တွေ့တယ် ဒီ damage ပြည်သက်တိုင်းခံစားရမှာပေါ့နော်ဘလိုပုံစံမျိုးနဲ့ပဲဖြစ်ပေါ်လုံးကထွက်လာပြီးတော့ဒီကိုသွင်းဖို့အတွက်အသင့်လေးပဲကန်လိုက်ယုံလေးပဲအာဒီအခုခက်ပြီးစားသုံးယုံလေးပဲဆိုတဲ့အဆင့်အထိကိုဒီ brainer ကပေးလိုက်ပြီးတယ်ပေါ့ပေးလိုက်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ power ကြီးကအခုချိန်ထိလည်းမကုန်ဆုံးသေးဘူးအခုချိန်ထိလည်းရှိနေတော့မယ်တွေ့ရတယ်အဲ့တော့သူ့ရဲ့ဒီသူစားရောက်တော့2015 16ပေါ့နော်အဲ့တော့ကပေါင်း55သန်းဆိုတဲ့နှုံးတယ်ပေါ့လေတော်တော်လေးဈေးကြီးတယ်ပြောမယ်ဆိုရင် ပြီးတော့ဒီ Premier League မှာလည်း flop ခဲ့တယ်ဗောလေအစတော့ကဒီ Chelsea အသင်းမှသူရှိနေခဲ့တာ Chelsea အသင်းမှသူ Mourinho နဲ့သူဒီမလုပ်ပြနိုင်ခဲ့ဘူးလုပ်ပြခွင့်မရခဲ့ဘူးဗောနော်အဲ့ဒါနဲ့သူဒီ Bundesliga မှာသူ့ရဲ့ခြေစွမ်းတွေပြန်ပြီးတော့မြင့်တင်ပြီးတော့ဒါ Premier League ကိုကြောပြန်လာတန်တရာဒီမြက်ဝန်းတွေတန်တရာတွေနဲ့ကြီးထွားနေတဲ့ရက်ဝန်းကိုပြန်လာပြီးတော့ခြေဖြတ်ကြတာဗောနော်ပထမရာသီပါတာမနွေပလီဂရီနီရဲ့ရာသီဗောနောက်ရာသီတော့မှာကွာဂျူလာနဲ့ဒါအဆုံးတွေ့ပြီးတော့သူရဲ့ဒီ legacy တစ်ခုကို ိုဖန်တီးနိုင်ခဲ့တာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်သူ့ရဲ့ဒီ Premier League ယူရဲ့ no alone no ပေါ့နော် Premier League ဖလားတွေကလည်းအများကြီးပဲပြီးတော့ Champion League လည်းဒီ Manchester City နဲ့အတူရရှိခဲ့တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီ De Bruyne အဲ့ဒီ Man City ရရှိတဲ့ရာသီတိုင်း Man City အောင်မြင်မှုရရှိတဲ့ရာသီတိုင်းမှာ De Bruyne ကအရေးအကြီးဆုံးကဏ္ဍတစ်ခုပါနေပါဝင်ခဲ့တယ်ပေါ့နော်ဒါမနစ်တော့အောင်ဆိုရင် De Bruyne ကတန်ရာကြောင့်တော်တော်လေးမင်းမင်ခဲ့လို့ပြောလို့ရတယ်အဲ့ဒီတန်ရာကြောင့်မင်းမင်ခဲ့တဲ့ရာသီမှာတော့သူ့ရဲ့ကိုယ်ဖန်တီးမှု ဟာ၁၀လုံးရှိတယ်။အဲ့တော့တာမန်ကစားသမားတရားအတွက်ဆိုရင်ဒါခက်ရခက်စစ်လောက်ရမယ့်အကြိမ်ရေအတွက်ပေါ့နော်။ဒါပေမဲ့ဒီဘရိုင်းနာကကြတော့အဲ့ဒါသူ့ရဲ့အ ਨੇ ဆုံးသောပမာဏဖြစ်နေရယ်။ဒီပရီးမီးယားလိသော်တန်တက်လျှောက်မှာဆိုရင်သူ၁၀ကြိမ်အထက်အဒီအိုဗန်ဒီမီလောက်ခဲ့တာအများကြီးပဲပေါ့နော်။၄၀၀ဒီ၅၀၀ဒီရှိတယ်။အဲ့ဒီမှာမှဒီမမရရဆိုရင်တော့အွန်ရီရဲ့စံချိန်နဲ့အစစ်အလုံး၂၀တူခဲ့တယ်။ ရာသီလည်းရှိတယ်လို့အဲ့လို18ကြိမ်အထိကတ်လာတဲ့ရာသီလည်းကျွန်တော်တို့ကြုံခဲ့ရတယ်ဗောနော်ဆိုလိုချင်တာဒီဘိုင်းသားရဲ့ကိုးဖန်တီမှုနှုံကြီးဟာတော်လို့ကြောက်เสียရဖြစ်ပြီးတော့ပြင်းပြလေးရတာလူတရအများဆုံးလည်းဖြစ်တယ်ဗောနော်အဲ့တော့အဲ့ရာကြီးရဲ့ဒီဘိုင်းသားရဲ့ legacy အဖြစ်အကြံရိတ်ခဲ့မယ်လို့ကျွန်တော်တို့ယူဆထားတယ်ယုံလဲယုံကြည်ထားတယ်ဗောနော်ပြီးတော့ Manchester City အတွက်လည်းနောက်ထပ်အစားထိုးဖို့ခတ်တဲ့အိုင်ကွန်တယောက်ဗောနော်သူ့ရဲ့ဒီလိုမျိုးကဘာလုံးဆိုင်ရာကိုးဖန်တီမှုနဲ့ပတ်သက်လာကဘာလုံးဆိုင်ရာအိုင်ကွန်တစ်ခုဗော အဲ you know ဦးစေကိုပြောကြရပါတော့ကျွန်တော်ဦးစေထက်တောင်ဒီဘရိုင်းနာကိုပို့ပြီးတော့အသီးမှတ်ပြုကျင်သေးတယ်ပေါ့လေဒီဘရိုင်းနာဟာ assist တင်နဲ့ဒီ forward တို့လိုမျိုးမွေးဖလာတဲ့ကစားသမားဖြစ်ပြီးတော့သူဟာဘလို့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ဘယ်ဘယ်ချီညာချီမရွေးဘူး crossing ဆိုတာမျိုးလည်းမရွေးဘူးပြီးတော့ဒီ long pass short pass မရွေးဘူး set piece ဆိုတာမျိုးလည်းမရွေးဘူးဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ဒီဘရိုင်းနာဟာဘယ်နေရာပဲဖြစ်ဖြစ်ဖန်တီးပြနိုင်တဲ့ကစားသမားအဖြစ်အကောင်းဆုံး premier league ရဲ့အဆင့်မြင့်မှာတက်ပြီးကြားခဲ့တဲ့ကစားသမားလို့ကျွန်တော်တို့ ဟိုအမတ်ရနိုင်မဲ့သူဖြစ်ပါတယ်ကိုအဲမှန်ပါတယ်အဲမန်ချစတာယူနိုက်တက်တင်မှာပေါ့ဟိုအာဆင်နယ်ကိုချစ်နေဆိုရင်အာဆင်နယ်ဖန်တွေကြားမှာဒီတိုင်းပါတဲ့စီတီနဲ့ဒီတိုင်းမပါတဲ့စီတီကြားမှာအများကြီးကွာချချက်ခံစားရပါလေဒီတိုင်းပါလာရင်ဒီရဖက်တာပြည့်ရှိတယ်ဒါတဆိုင်ရအပေးတဲ့အသင်းမျိုးကိုဟာလွယ်ဘူးဆိုရခံစားချက်လို့နောက်ထပ်ဒါမန်ချက်စတာယူနိုက်တက်တို့အာဆင်နယ်တို့တင်လာဆိုတော့မဟုတ်ဘူးချယ်ဆီဆိုရင်လည်းတွားကြည့်လိုက် ်ချယ်ဆီဆိုရင်လည်းချယ်ဆီပရိသတ်တိုင်းလည်းဂျူရန်နာရဲ့ဂိုးရီဆိုတာအကောင်းဆုံးအမှတ်ရအောင်လို့နော်ဟိုဘယ်လိုပြောမလဲချယ်ဆီတော်တော်ကြီးကိုကွန်တီနဲ့တူကွန်တီနဲ့တူကောင်းနေတဲ့ချိန်ဒီမှာတော့ဒီပြိုင်လုတ်ရခဲ့တယ်ဒါရှိပါတယ်ဟိုအခုရနေကြမ်းကြမ်းတော့လေဘလို့ပါဒါစီတီရဲ့ပုံစံနဲ့မပေါက်နိုင်တော့တဲ့ချိန်မှာဆိုဒီကောင်ပုံနိုင်တဲ့ကံတယ်ပြောချင်တာကဒါဒီပြိုင်နာဟာမန်ချက်စတာယူနိုက်တက်ပြည်သက်တွေအတွက်တင်လို့ပြီးပါလေအာဆင်နယ်တို့တော့ချယ်ဆီတို့ဒီပြည်သက်တွေအတွက်လည်း တဲ့သူအာအီဘက်ဆိုးပေါ့နောက်ဆုံးလီဗာပူးလည်းပေါင်ပါတယ်ဒါလီဗာပူးဆိုရင်ကိုဆလာနဲ့ဒီဒီဂရိုင်းနာရဲ့အပြင်ဘူးကြီးကတကယ်ဒီဘက်2020ပြည့်လွန်နှစ်ဒီလိုဒါမမရဆိုတော့အဲ့နှစ်တည်းမှာပိုပြီးသူနှစ်ယောက်ရဲ့အပြင်ဘူးကြီးကလည်းဒါလီဗာပူးတက်ဆိုရင်ဒီဝိုင်းနာကဒီဘက်ဆိုးတကောင်လို့ဒီဒါပြောလို့ရမယ်ထင်ပါတယ်ဒါတော့ပရီးမီယာလိလည်းပဲအတင်လိုက်ပြီးဒီဂရိုင်းနာကဘော်ဒီဖီယာပတ်တာရှိတယ်ဆိုတဲ့ချက်ပေါ့လေဒီနေရာမှာ city အနေနဲ့မတူညီရလေးတခုပေါ့နော် ဒီတိုင်းနာကရောက်လာတဲ့ခြေမှီမှာကျတော့ယာတူရီကမနေ့ကရန်ကြီးအကြပဲရှိပြီယာတူရီခြေစောင်းကောင်းကြီးရှိသေးတယ်ဒါပေမဲ့ယာတူရီနဲ့ဒီတိုင်းနာတို့ဂျာလေးကတွင်ကူပြောင်းသွားတဲ့ transition ကာလလေးရတဲ့တော့ဟိုဘာမှဖြစ်သွားဘူး smooth ဖြစ်သွားတာဘောအတင်းရဲ့ဥဆောင်တောက်တိုင်ကစားသမားလို့ဒါပြောလို့ရပဲဒါယာတူရီတို့ကလည်း Manchester City ကိုတကယ်ကိုဥဆောင်မဲ့ကစားသမားတယောက်ဒီဥဆောင်ကစားသမားနှစ်ယောက်အပြောင်းလဲမှာ City ကဘာမှမတိမတာပဲနဲ့ ဟိုအတွင်ကူးပြောင်းမှုက smooth ဖြစ်ခဲ့တယ်အခုဒီ brain နားနဲ့နောက်ထပ်ဘယ်သူဖြစ်လာမလဲတော့မသိဘူးလက်ရှိလောလောဆယ်မှာတော့ city မှာဒီ brain နားနောက်ထပ် power ဒီ image ပေါ့နော်ဒီ profile ရှိတာမျိုးကစားမှာတော့လောလောဆယ်မရှိဘူးလို့အကူကတော့ခံစားဒီ brain နားနဲ့နောက်ထပ်သူ့ရဲ့ icon ကစားမှာတယောက်ချိဆက်လွဲကောင်းတဲ့ color လေးပေါ့နော် city ဟာရာတူရင်းနဲ့ဒီ brain နားတွေကဆန်ပုံပြမခက်ခဲနိုင်လို့ဟိုကတော့ city wall ဘလို့ပြင်နေလို့ဒီအသေးစား ဟုတ်ကဲ့အသေးစားပဲအဲ့ဒီဟိုအဲ့ဒီပုံစံကိုတကြပေါ့ဖြစ်လိုက်မယ်ပေါ့နော်လက်ရှိမှာဒီဘရိုင်းနာအရဲအရာပေါ့လीအရဲအရာဆက်ခံနိုင်တယ်ဆိုတာဗျာဒီဘရိုင်းနာဘယင်းဆိုရင်ကျွန်တော်တို့မင်းသားလေးတယောက်ရှိတင်တာပေါ့နော်ဒါပေမဲ့တယောက်မှမရှိဘူးလက်ရှိအခြေအနေမှာအဲ့လိုမျိုးဖြစ်ခဲ့တယ်ဂျာတူရေးတော့ကကြာတော့ဒါဂွာဒီိုလာခင်မှာပြောမဆိုရင်ဒီဘရိုင်းနာကိုနံပါတ်8ပေါ့နော် free 8တွေဆိုပြီးတော့အဲ့တော့ကျွန်တော်နာမည်ကြည့်ရအောင်ဖနင်ဂျိုကဒီ single pivot မှာထိုင်ပြီးတော့ free 8တွေအဖြစ်ဒီဘက်မှာဒီဘရိုင်းနာဒီဘက်မှာဒါဗစ်စေပါလို့ စားတယ်ပေါ့နော်အဲ့တော့စစချင်းတော့ကတော့တို့အလောက်ကြီးအဲမအောင်မြင်ဘူးပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ရာသီဒီမှာတို့ကွာဒူလာနောက်ရာသီမှာတို့ပရီးမီယာလိဂ်လာစယူပြီးတော့ဒီအန်အားသင့်ပွဲအမှတ်တွေအန်အားသင့်ပွဲစံချိန်တွေအများကြီးကိုထိုးပြခဲ့တယ်အဲ့တော့အဲ့ဒီမှာဒီဘရိုင်းနာကိုမြင်ရတာကျွန်တော်တို့သူ့ရဲ့ tactical brain ပေါ့နော်အတူကပုံမှန်အပြင်အစီတိုက်စစ်တဲ့ attacking midfield နဲ့ right attacking midfield ကိုသူကစားရတယ်ပေါ့နော်ဒီ move back နေရာတွေမှာဆိုရင် Manchester City ကိုစားရောက်လာတော့လည်းအဲ့လိုပုံစံမျိုးကစားရတယ်ပေါ့နော်ဒါမဲ့ ဲ့ဒီကနေမှ तू နဲ့အသိအမ်ဘာသာသာမဖြစ်ဘူးလို့ပြောလို့ရတဲ့နေရာမျိုးဒီ free aid တွေ particular လေး33 system သူပြောင်းခေါ်တာအဲ့တော့လေ तू အလုပ်ဖြစ်တယ်အပြုပူပြီးတော့ကောင်းပြီးတော့မယုံနိုင်စရာကိန်းကနန်းနေဘူးပါဖန်ပြီးပြပွားခဲ့တာပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွမ်းကျင်မှုမျိုးအဲ့လိုမျိုး tactical brain မျိုးရှိဖို့ဆိုတာအတော်ကြီးကိုခက်ခဲတယ်ပေါ့နော်။အဲပြီးတော့အဲဒီ kit တော့ဒါပဲစီပါတော့ရှိနေတရပါပေါ့နော်။လက်ရှိမှာတော့ Manchester City ကပိုခက်ခဲတဲ့အခြေအနေတခုနဲ့ရင်ဆိုင်မှုရှိတယ်။ဘာလို့လဲဆိုတော့ De Bruyne နဲ့ရာဝင်ဖြစ်ရမှာမဟုတ်ပဲနဲ့ ီတီတင်းလုံးရဲ့ဒီ city culture တစ်ခုလုံးက city ရဲ့ dynasty ကပြက်စည်းစားပြုတ်နေပြီပေါ့နော်အဲ့ဒါကိုပြင်ရမှာတခုလည်းပြင်ရမှာမဟုတ်ဘဲနဲ့အဲ့ဒါကိုပြင်မှာဖြစ်တဲ့အတွက်ဒီ shadow ရေး designer အကူပြောင်းတော့လိုမျိုး smooth ဖြစ်ဖို့ဆိုတာရာဂိုင်းတော့တော်တော်နေပြီးတော့အကြီးအကျယ်ပြဿနာတွေကိုရင်ဆိုင်ရဖို့ရှိနေတယ်တချို့သော Manchester City ပြည်သက်တွေနဲ့ Manchester City ရဲ့ဒီသတင်းတွေကိုအခြေခံပြီးရှင်းနေတယ် writers တွေဆိုရင် designer ကိုဒီလိုမျိုးဟိုတော့ခါကမပေးသင့်သေးဘူးလို့တော့ ယူဆကြတယ်ပေါ့နော်အဲဒီဘာလို့လဲဒီရိုင်းနာအခြေဆိုအလက်ကြီးရှိတရားကိုကျွန်တော်အသေးစိတ်ပဲကြည့်ကြည့်အပေါ်ရမဲကြည့်ကြည့်ဒီရိုင်းနာအခြေဆိုကအလက်ကြီးရှိတရားမြင်တယ်ဒီရာဒီမှာအခြေဆိုကျသွားတယ်ဆိုတာကသူ့ရဲ့ဒီဥကြဝေဒနာတန်ရာကြောင့်ပေါ့နော်ဒါကိုကျွန်တော်တို့မေ့လို့မဖြစ်ဘူးသူ့ရဲ့အခြေဆိုတသက်ကိုမကြည့်ရအခုပြီးခဲ့တဲ့ပွဲမှာသူပြသွားတဲ့ power ကြီးอ่ะ power ကြီးอ่ะတော်တော်လေးကြီးတယ်ပေါ့နော်အဲ့တော့အခုမဆိုရင်ဒီအခုပြောင်းကတော်တော်လေး တက်ခဲကြမ်းတမ်းလိုက်ဘူးတော့ကျင်ညာပြီဆိုတော့ပြားမပြောင်းပါတော့ကျတော့အတီးဖြစ်သွားပြီပေါ့လေအဲ့တော့ဒီအခုပြောင်းတော်တော်လေးကြမ်းတမ်းမယ်လို့ကျွန်တော်တို့ယူဆထားတယ်ပေါ့ဒီတိုင်းကိုယ်တိုင်ကလည်းဒီလက်နောက်ကိုယ်တိုင်လည်းဒီ Felix နဲ့ပွဲပြီးမှပြောရတဲ့ပုံစံဆိုရင်ဟို accommodation premier league မှာတော့သူဆက်ပြစားနိုင်ဘူးပြောချင်တာ City တော့မဟုတ်တော့ကျန်တဲ့အသင်းတင်းကသူ့အတွက်တင်းလျော်တဲ့ကမ်းလှမ်းမှုမျိုးရှိခဲ့မှာဆိုရင်သူကစားနိုင်ပြီးရတယ်သူကိုယ်သူလည်းရှင်ပြောချင်တာကသူကဟိုပြောမယ်တခြား league အင်္ဂလိပ် ိုသွားပြီးတော့မှပြောင်းကစားမဲ့ကစားသွားမျိုးမဟုတ်သေးဘူးဆိုတော့ပုံစံမျိုးသူ့ကိုသူမြင်နေပြီတယ်သူကအကောင်းဆုံးဒီအဆင့်မြင့်ဆုံး level တစ်ခုကသူကစားနိုင်ပြီဆိုတော့ပြောစကားမျိုးလည်းပြောသွားတယ်ဆိုတော့ဒါမှမဟုတ်အသိကိုရောက်မယ်တော့ဒီပေါ်လေအဲဒီ brand ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှ city ဘယ်လိုအသိမျိုးကိုပြောင်းရွှေ့နိုင်မလဲ city ထင်တယ်ဒီအာဟုတ်ကဲ့လက်ရှိမှာက major league ကသတင်းတော်ထွက်နေတယ်ပေါ့နော် major league ကသတင်းတော်ထွက်နေတယ်ဒါပေမဲ့ခုနအကိုအကိုသုံးသပ်သွားသလိုမျိုးအသင်းကြီးအဲဒီ ဥရောပတွေကပေါ့နော်ပရီးမီယာလိမဟုတ်တော့ဥရောပတွေကအတင်းကြီးတင်းကိုပြောင်းရွှေ့တာလေအကောင်းကောင်းဖြစ်နိုင်တယ်။သူကဒီလာမဲ့ဂျွန်ဆိုရင်အသက်34နှစ်တော့ပြည့်ပြီ။34နှစ်ပြည့်ပြီဆိုပေမဲ့သူ့ရဲ့အကြီးကအာသာချက်ကဖက်စင်ဒီ pace တွေမဟုတ်ဘူးပေါ့နော်။အဲအရင်တော့ကတော့သူ့ရဲ့ဒီ dynamic ဖြစ်မှုကအရေးပါခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီ dynamic ဖြစ်တာတွေပါလေအရာအလုံးကိုဖယ်လိုက်တည်တိုင်အောင်ဒီ runner မှာ present skill တခုပဲကျန်အောင်ဒီ runner ကဒီကမ္ဘာအကောင်းဆုံးကွင်းတဲ့လူတွေမှာပါနေသေးပဲ။ ဲ့ thousand scale တခုတွေအဲ့သူ့ရဲ့ vision သူ့ရဲ့ game understanding တခုတွေနဲ့ဘူရောပါကောင်းအကွင့်လေတွေမှာထည့်ထားလို့ရနေစေပဲဖြစ်တယ်။အဲ့ဒီအဒီမှာကြာစင်ခဲ့တာကသူ့ရဲ့ဒီသူကိုယ်တိုင်နဲ့ဒါဝန်ခံတယ်ပေါ့နော်။သူနာနေရဲ့ဒီတန်ရာကြောင့်ဒီ hernia ပေါ့နော်။ဦးကြတန်ရာအဲကျွန်တော်တို့အလွယ်ပြန်မယ်ဆိုရင်ဦးကြတန်ရာကြောင့်သူလအများကြီးနားခဲ့ရတယ်။နားခဲ့ပြီးတော့သူပြန်ကောင်းတဲ့အချိန်မှာ တန်ရပြန်ကောင်းတာပဲရှိသေးတယ်သူ့အနေနဲ့နာကျင်မှုတန်ရခံနေရတော့ပွဲကံနေနဲ့နာနေရဒါကြောင့်မလို့သူဟာအချင်းအကြာကြီးစီစွမ်းပျောက်ခဲ့တယ်ပေါ့နော်တော်တော်လေးဒုက္ခရောက်ခဲ့တယ်ရှေ့ရတီမှာကျတော့ပြင်းထန်တဲ့တကောက်ကျော်တန်ရအောင်ရရှိခဲ့တယ်အဲ့တော့တကောက်ကျော်တန်ရတော်တော်လေးကိုပြင်းပြီးတော့သူ့မှာဒီမန်ချက်တာပိုင်းပေါ့နော်ဘယ်အချိန်တကောက်ကျော်ပြန်တန်ရရမလဲမသိဘူးဆိုတော့၆တန်းမှုရှိရဆိုပြီးတော့ပြောမှုတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးကသူ့ရဲ့ခြေစွမ်းဆွဲချထားတာအမေဆွဲချထားတဲ့အနေမှာပြီးခဲ့တဲ့ရာသီမှာဒါအစစ်စဲချိန်လုပ်ခဲ့တယ်ပေါ့နော်ဒီရာသီမှာဆိုရင် အသူ့ရဲ့ဂိုးဖန်တီးမှုနှုန်းပြီးတော့ဒီအခွင့်အရေး big chance ဖန်တီးမှုနှုန်းပြီးတော့ chances ပါ90 big chance နဲ့ chances ဒီအရာတွေအကုန်လုံးက premier league ရဲ့အမြင့်ဆုံးနှုန်းမှာရှိနေသေးပဲ premier league ရဲ့တော်ရုံသားသမားလုံးလို့မရနိုင်တဲ့နှုန်းမှာရှိနေသေးပဲအဲ့တော့ဒါကြောင့်လေသူခုနအကူပြောသွားသလိုပေါ့နော် premier league မှာဆက်ကစားနေနိုင်လို့မယ်အကောင်းဆုံးအဆင့်မှာရှိနေနိုင်လို့ပဲလို့သူမြင်တာဖြစ်လိမ့်မယ်ကျွန်တော်လည်းအဲ့အရာကိုတော့လုံးဝထောက်ခံတယ်ပေါ့နော် de bruyne အဲ့ level ရှိနေလို့ပဲဒါပေမဲ့လက်ရှိအချိန်မှာသတင်းထွက်မှုအရကြည့်မယ်ဆိုရင်တော့ တခြားသောဥရောပအသင်းတွေကသူ့ကိုစိတ်ဝင်စားတဲ့တဲ့င်းကျွန်တော်တို့မကြားရပဲနဲ့သူ့ရဲ့ next destination အဖြစ်ကတော့ major league ဆိုပြီးတော့တောက်လျှောက်အသံတွေထွက်နေရပေါ့နော်အထူးသဖြင့်တော့ဒါ Inter Miami ပေါ့နော်မစီလို့ရှိနေတဲ့အသင်းဘာလို့လဲဆိုတော့ဘာလို့ Inter Miami ဆိုပြီးတန်းပြီးတော့နာမည်ထွက်ရလဲဆိုတော့အဲဒီသူတို့စီမှာ Discovery Rights ဆိုပြီးတော့ရှိရပါတော့ Discovery Rights ကြောင့်တန်းပြီးတော့နာမည်ထွက်နေရတကယ်တော့ De Bruyne နာမည်စရင်းကိုတင် Discovery Rights ဆိုတာဘာလဲဆိုတော့ကိုခေါ်ခြင်းနဲ့ကစားသမားကို နာမည်ရေးပြီးတော့ major league ရဲ့ဒီ comedy ကိုတင်သွင်းရတယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံးအမြန်ဆုံးတင်သွင်းနိုင်တဲ့လူကအဲ့ကစားသမားကိုအဦးဆုံးဆွေးနွေးဝင်ရတယ်အဲ့တော့ designer ကို major league မှာနာမည်တင်ထားတဲ့အသင်းက San Diego အသင်းပေါ့နော်အဲ့ San Diego အသင်းကအဲ့တင်ထားတဲ့နာမည်ကိုဖျက်ချလိုက်တဲ့အတွက်ဒုတိယတင်ထားတဲ့ Inter Miami ကရရှိထားတယ် ဆိုလိုချင်တာကဒီရန်နာကိုခေါ်မယ်ဆိုရင်အင်တာမိုင်အမီကခေါ်ချင်တယ်ဆိုရင်အင်တာမိုင်အမီကအရင်ခေါ်ဝင်ရမှာဖြစ်တယ်အဲ့တော့တခြားအသင်းကခေါ်ချင်တယ်ဆိုရင်တော့အင်တာမိုင်အမီစီကအဲ့ဒီခုန discovery rise ကိုဒီ NBA အသင်းတွေက lottery လိုမျိုးပြန်ပြီးတော့ဝယ်ယူရမှာဖြစ်တယ်ပေါ့နော်ဒါလည်းဆင်းရဲကြအောင်လုပ်ပါစို့ဟုတ်ဟုတ်ကဲ့ပေါ့ဘာလို့ဒါဒီအဒီမအမိချာလေးပြောရတာလဲဟိုဟိုပယ်လစ်စတိုင်းစင်မစာစာဟာရှိတယ်စာဟာကိုလည်းအဲစာဟာကိုလည်းစာနဲ့ဒီစတိုင်းလေးကိုပြန်ဆိုးအောင်ဒီအချင်းဆွဲ ဟုတ်ကဲ့ဆန်ဒီဘောပြောဆိုတာပြောရတဲ့စီမင်းလေးတခုပဲစီမင်းပြောင်းလဲလိုက်ရတယ်အဲ့တော့ပြောမှဆိုကိုယ်ပုံမှန်အပြင်းဆိုရင်တော့ဒီ major league အသင်းနဲ့ designated player rules နဲ့ခေါ်တာပေါ့ designated player rules ဆိုတာခု messi တို့အဲ Jordi Alba တို့ဒီ inter Miami မှာဆို messi ရှိရ Jordi Alba ရှိရ Sergio Busquets ရှိတယ်သူတို့ကဒီ salary cap ပေါ့နော် American အသင်းတွေအကုန်လုံးကဒီလာစာထင်းချုံမှုအောက်မှာကစားရတာ哦အဲ့တော့လာစာထင်းချုံမှုကဒီ9.5တန်းဒေါ်လာ9.5တန်းဆိုတာရှိရအဲ့ဒါမှအဲ့ဒါကျန်တဲ့ကစားသမားတွေအတွက်ပဲတက်ရောက်တာ ီခုနဒစာနေတဲ့ player 3ယောက်ခုဝင်ရှိအဲ3ယောက်တော့ကမတက်ရဘူးဗောနော်အဲ3ယောက်ကတိုက်တလောက်တော့လာပေးလို့ရတယ်ဗောနော်အဲ့တော့မက်ဆီတို့လည်းအဲ့လိုပေးပြီးပဲခေါ်လာတာဗောလေအဲ့တော့တော့ရောက်ရှိနေတဲ့ဒီရိုင်းနာခေါ်ဖြစ်နိုင်လားဆိုတော့မေးခွန်းတော့ရှိနေတာပေါ့နော်အဲ့တော့ဖြစ်တော့ဖြစ်နိုင်တယ်ခုန3ယောက်ထဲက1ယောက်ကိုအဲဒီဒီဘက်ကိုရွှေ့လို့ရတယ် rules တွေရှိတယ်ပေါ့နော်ခုနဒီ9.5တန်းအောက်တော့ရွှေ့လို့ရတဲ့ rules တွေရှိတယ်အဲ့ rules ကတော့ကျွန်တော် allocated budget လို့ခေါ်တယ်အဲ့ဒါဒီ lease ရန်နေပတ်စံယူပြီးတော့ဒီဘက်ကိုပို့လိုက်လို့ရတယ်ပေါ့အဲ့လိုပို့ရတဲ့နေရာလွတ်သွားမယ်အဲ့တနေရာလွတ်သွားရင်ဒီရိုင်းနာကို လွတ်လွတ်လပ်လပ်ဟော်ယူလို့ရတယ်အင်တာမိုင်းအမီကလုံလောက်တဲ့ပတ်စံချမ်းသာမှုလည်းရှိနေတယ်ပေါ့နော်ဥပမာမက်ဆီကိုခေါ်တော့ဆိုရင်အဲမက်ဆီမက်ဆီကိုခေါ်တော့ဆိုရင်သူတို့ရဲ့ဒီကံလန်းမှုတွေထဲမှာဆိုရင်ဒါ Apple ထဲမှာအဲ sorry ဒီအသင်းရဲ့ share တွေပေးတာမျိုးတွေပြီးတော့ဒီ Apple TV ကနေသူတို့ရုပ်ပွဲတွေကိုလွှင့်တဲ့အခါမှာဒီပွဲထုတ်လွှင့်ခွင့်ကရရှိတဲ့အချိုးအမြတ်တွေကိုပေးတာမျိုးတွေကိုပေးခဲ့တယ်ပေါ့နော်ဆိုလိုချင်တာပတ်စံအားဖြင့်နဲ့ တန်လန်းနိုင်မျိုးမဟုတ်ရင်တော့ခုနလိုမျိုးရပိုင်ခွင့်နဲ့ share တွေနဲ့အဲကေဗင်ဒဘရိုင်းနာလို့ကစားသမားမျိုးခေါ်တာဖြစ်နိုင်တယ်ဒဘရိုင်းနာကလည်းပြောမှဆိုရင်ငွေရဲ့ချမ်းသာပြီးသားသူ့အိမ်ရလည်းချမ်းသာတယ်သူကိုယ်တိုင်လည်းအဲ့လိုမျိုးအဲဒီစီဝါရေးနဲ့ပဲလိုမျိုးဖြစ်နေတယ်အတိုင်းဝဲနဲ့အကြီးပြင်းတာလည်းဖြစ်တဲ့အခါမှာသူ့တို့က majorly ဟာခြေစွမ်းပိုင်းအပြင်စိတ်ဝင်စားကြမဟုတ်ပေမဲ့အမေရိကဖြစ်နေတယ်ခုနလိုစီဝါရေးပိုင်းဆိုင်ရာနဲ့ပုံရိပ်ပိုင်းဆိုင်ရာအားသာချက်တွေအများကြီးရှိနေတဲ့အခါမှာသူရွေးချယ်ကောင်းရွေးချယ်နိုင်တဲ့နေရာ ဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့လက်ရှိမှာတော့အဲ့ဒီသတင်းတစ်ခုပဲထွက်နေတဲ့အခါမှာတော့ကျွန်တော်တို့ major league ကိုတော့ serious ဖြစ်ဖြစ်အာရုံထားပြီးတော့လူရယ်ပေါ့နော်တခြားသောအသင်းတွေဥရောပအသင်းတွေရဲ့သတင်းထွက်မှုတော့ကျွန်တော်တို့လောလောဆယ်တော့မကြားရသေးဘူးဒါပေမဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဥပမာဒါ Real Madrid Barcelona Juventus ဒီသင်းတွေလည်းဒါဖြစ်နိုင်တာပေါ့သူတို့ရဲ့ဂုဏ်သိက္ခာအရာဆိုရင် Kevin De Bruyne ကိုခေါ်ယူသွားတာဖြစ်နိုင်တာပေါ့လေဟုတ်မတော်ဘူး sorry ပြက်ကလည်းအခုလောလောဆယ်တော့တတိယတော့မထွက်ဘူးဗျအရင်ကထွက်ခဲ့တဲ့တတိယမျိုးဆိုရင် ဒါသူရဲ့ NSR ကလည်းဒီကိန်းတော့ဆိုရင်ခေါ်ဖို့ဒါကစ္စတာရိုနိုတို့ကတိုက်တွန်းတယ်လို့ပြောတော့ဒါတော့ဒါလည်းတကယ်ဟိုဟိုဇလန်လေးရှိရယ်လေးကိုအရင်တော့သူ့အင်တာဗျူးမေးဘူးတယ်ရော်နယ်ဒိုနဲ့မက်ဆီနဲ့ဘယ်သူနဲ့တွဲကစားကျင်တယ်လို့ခီမီဒီဘရန်နောက်ပြီးတော့ဒရိုင်းနာကရော်နယ်ဒိုတို့ကြီးဖြေခဲ့တာပေါ့နော်ဘာလို့လဲဆိုတော့ရော်နယ်ဒိုကတိုက်စင်မှုမို့လို့မက်ဆီကကြတော့အပလေးမေကာပူဆန်တော့သူနဲ့တူနေတယ်ပေါ့နော်အဲ့တော့မက်ဆီနဲ့မက်ဆီကိုမရွေးမနဲ့သူကရော်နယ်ဒိုကိုရွေးခဲ့ဘူးတယ်ပေါ့အဲ့တော့ဒီကလည်းအင်နာဆာလာ င်တာမိုင်းမီလာဆိုတဲ့နေရာမှာစိတ်ဝင်စားစရာဖြစ်လာမယ်ထင်တယ်ပေါ့အနာစာကမယ်ကိုကြီးပိုင်းကကျတော့ဒီအင်တာမိုင်းမီနဲ့ဆိုင်အနာစာတော့ဘောင်စီးဘောင်လွတ်တာပေါ့လေဟုတ်ကဲ့တော့စစ်ချက်စိတ်ဝင်ရှိတယ်ပေါ့ဆိုတက်စ်ကလည်းရှိရတဲ့ဒီအခေါ်ကလည်းဘာမလို့ကစားမရတော့ကိုကြီးပိုင်းကမလုံးရချင်းလို့ဆိုတော့ရုပ်လေဒီမဲ့လောက်ဆိုတာအများရှိတယ်ပေါ့ဒါပေမဲ့လောလောဆယ်မှာတော့ဒီဒီရိုင်လာကဒီတော့အတင်းတဲ့အတွက်ဒါ2မီတာဆိုတဲ့အတူ ဒီတိုင်မြန်ဒီဒီအကြောင်းလေးကိုလည်းပယ်လစ်စတက်ပွဲပြီးမှသူပြောသွားတာလေးရှိတယ်ဘောရဆယ်တိုင်မြန်ဒီဆိုတော့ဘာလို့ဆက်ဖြစ်နေလဲဆိုတော့မသိသေးဘူးပေါ့ဘာလို့ဆယ်ရှိနေလဲအနာကသူ့နာကနဲ့ပတ်သက်ပြီးတော့ဆက်ဝင်စားစားသွားတော့ဒိုလေးနဲ့တွဲမလားမစင်းနဲ့တွဲမလားဟုတ်တယ်ရတော့ဆက်ဝင်စားစားလို့ရှိတယ်ဟုတ်တယ်ဟိုပိုသိကျင်တာလေးကဒီဘိုင်းနာဟာတကယ်ဥရောပမှာပဲကစားဖြစ်ခဲ့ရင်ပေါ့တကယ်အကောင်းဆုံးခြေစွမ်းတစ်ခုကဟိုလက်ရှိကစားနေတဲ့နေရာမျိုးနံပါတ်3ပုံစံမျိုးနော် ဆက်ပြီးတော့မှကစားနေလားဒါမှမဟုတ်သူရေကစားတဲ့ဒီမြမရေဘုံတွေလည်းကစားရင်ပိုစင်းပြေးတိုင်းမှာပေါ့နော်ဒီနည်းပြီးတော့မှသူ့လက်ချက်ပြီးပေါ့လို့ဒီအနေနဲ့စီချက်တော့ပြောပြပါဦးဟုတ်ကဲ့ကိုဒီဘရိုင်းနာကလက်ရှိမှာဒန်ယာရဲ့ရိုက်ခတ်မှုကြောင့်သူ့ရဲ့ပောက်ခွဲရပါပေါ့နော်ပောက်ခွဲရတွေကတော်တော်လေးကျဆင်းသွားခဲ့ပြီပြီးတော့ဒီအသက်အရွယ်ကြီးမှပြင်းထန်တဲ့တကောက်ကြောဒန်ယာရရှိထားတာဖြစ်တဲ့အတော့အမ်အရင်လိုမျိုး physical ပဲတော့မှပြန်မရနိုင်ဘူးလို့သုံးသပ်ရလိမ့်မယ်ပေါ့နော် အဲအဲ့တော့လက်ရှိအခြေအနေမှာသူတို့အကောင်းဆုံးကတော့ဒီအနောက်ဘက်ကိုရောက်ကိုရောက်အောင်သွားတာမကောင်းတယ်ပေါ့နော်ရှေ့ဘက်ကိုတတ်တာတဲ့ဆိုင်အဲဆိုလိုချင်တာကဒီโทนี่ครูสတို့ရွေးချယ်ခဲ့တဲ့နေရာမျိုးပေါ့နော်โทนี่ครูสဟာအရှင်တော်ကနံပါတ်10 row ဖြစ်တယ်ဟိုဆက်စားဖို့ပေါ်ကျင်တော့နံပါတ်10 row ဒါ Liverpool စင်ဘိုင်မြူနစ်တို့ရဲ့ပထမနေ့ရက်တော့နံပါတ်10 row နဲ့စပေါ်လာပြီးမှတဖြည်းဖြည်းနဲ့သူကဒီကွင်းလက်ထင်းချုပ်တဲ့လမ်းကြောင်းကိုသူရွှေ့လိုက်တာပေါ့နော်အဲကျွန်တော်ပြောချင်တာက ီရိုင်းနာကတော့မရွေးခဲ့ဘူးသူရဲ့စာသမားဘွားတခြားမှာသူကရှေ့ဘက်ကြားတဲ့နေရာမှာပို့ပြီးတော့ခစားခဲ့တယ်ဂိုးဖန်တီမူနေတဲ့တိုက်ရိုက်ဆက်ဆံခဲ့တယ်ပေါ့နော်ဒါပေမဲ့သူအခုလိုမျိုးနောက်ကိုနံပါတ်8ရိုးကိုဒီပွဲကိုထိန်းချုပ်တဲ့ရိုးကိုပြောင်းလဲတောင်းယူလိုက်တယ်ဆိုရင်လည်းသူမှလုံလောက်တဲ့ဒီအတွေ့အကြုံလုံလောက်တဲ့အရေးချင်းလုံလောက်တဲ့ capacity ရှိတယ်ပေါ့နော်အဲ့တော့အဲ့ rose က alize ဖြစ်လာတယ်ဘာလို့လဲဆိုတော့အဲ့ rose က speed မလို့အဲ့တော့ tony cruz ကစားသွားတာကိုကြည့်မယ်ဆို tony cruz က sprint ဆိုတဲ့ပြေးတာ လို့တလောက်ပဲအားဆိုင်ပြီးပြေးတာပေါ့နော် sprint ဆိုတာကျွန်တော်တို့ဒီ data အရပြောမယ်ဆိုတော့25 km/h အထက်ပြေးတာပေါ့အဲ့တော့အဲ့ဒါတွေက tunnel truck ကလုတ်ကိုမလုတ်တာအဲ့နံပါတ်8လိုက8 8လိုမျိုး wheel bash controller နေရာကစားသမားတွေကဒီ12 wheel လုံး jogging ဆိုတဲ့ဟာနည်းနည်းပဲပြေးပြီးတော့ကစားသွားတာပေါ့နော်အဲ့တော့အဲ့အဲ့ jogging ကိုလုတ်ဖို့အတွက်ကြာ driver ပူတော်ပူရှင်နေသေးရဲ့သူ့ရဲ့ energy ကသူကောင်းကောင်းလုပ်နိုင်တယ်ဒီအရာအဲ့တော့အဲ့လို road ပြောင်းကစားခြင်းကိုတော့ကျွန်တော်ကပို့ပြီးတော့မျှော်လင့်မိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လို road ပြောင်းကစားခြင်းကဒါသူ့ရဲ့ ball ကို ရှော့ချနိုင်နိုင်မယ်ပေါ့နော် classical number တန်းတို့ကြီးလည်းမပြေးဘူးပေါ့နော်ဥပမာ hamish rodriguez တို့အပြင်အရင်တော့ကစားသမားတွေပေါ့နော် classical number တန်းတို့ကမပြေးကြဘူးဒါမဲ့ modern ball လုံးမှာ classical number တန်းတို့ကမရှိတော့ဘူး classical number တန်းတို့ကစားရင်တော့မပြေးတဲ့ကစားသမားပေါ့နော် hamish rodriguez တို့ဆိုရင်ဒါအခုဟိုဥရောပမှာတော့မရှိတော့ဘူးပေါ့နော်ဒါသူလည်း parameter ပဲဒါမဲ့သူမရှိတော့သူတို့ရဲ့ style သူတို့ရဲ့အဲ့လိုမပြေးနိုင်တဲ့အရာတွေကလက်ရှိ modern ball လုံးရဲ့တောင်းဆိုမှုနဲ့တခြားစီဖြစ်သွားခဲ့ပြီ တော့ဒီ brand အနေနဲ့ဒီဥပပေါ်မှာထပ်ပြီးတော့ဆက်ပြီးတော့ရှင်းတန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကတော့ခုနလိုမျိုးဒီနောက်ကိုဆုတ်ပြီးတော့ deep line playmaker ဘက်ဒီ distributor ဘက်အဲဒီနောက်ကပွဲထင်းချုပ်သူဘက်ကိုရွှေ့လိုက်တာအကောင်းဆုံးဖြစ်မယ်လို့ဒါနည်းပြပိုင်းအဖြစ်သုံးချက်ချင်ပါတယ်ပေါ့အဲ့ဒီတော့တော်တော်လေးပြည့်စုံတယ်ဒီ brand နဲ့ပတ်သက်ပြီးတော့မှဘာလို့ဖြစ်ဆက်ပြုဖို့ရှိသေးလဲအဟုတ်ကဲ့ကိုတကယ်တော့ပြောကြရတော့အများကြီးပဲပေါ့နော်အဲပြောမှဆိုတော့ကိုရိုးနဲ့ဒါကိုနန်နဝင်ချင်းချင်းနဲ့သုံးသက်နေရဲ့ဒီ အလီဂျန်အစီအစဉ်မှာပဲဒီ channel အကြောင်းတွေကိုပို့ပြီးတော့သုံးသပ်လိုက်တာပို့ပြီးတော့ပြည့်စုံမယ်လို့ထင်ပါတယ်ကျွန်တော်အခုဒီမှာဒီလက်ကျန်အချိန်လေးနဲ့ဆက်ပြီးတော့ပြောရင်လည်း designer ရဲ့အကောင်းအကျောင်းတွေပြီးတော့ designer ရဲ့ဒီဘဝအကြောင်းတွေပေါ့နော်အများကြီးစိတ်ဝင်စားစရာရှိသေးတယ်ပေါ့ကျွန်တော်တို့ဒီဘောလုံးလောကမှာဆိုကေဗင်ကာဘိုနာရာဆိုပြီးတော့ကြော်ကြားတယ်ကာဘိုနာရာဆိုတော့အစားအစာအစီတက်တယ်ပေါ့နော်ဒီဘရိုင်းနာလည်းအဲ့အသေးကြိုက်တယ်အေးအေးဥစ္စာအရင်ကြိုက်တာပေါ့နော်အဲ့တော့ဒီဘရိုင်းနာမှာကိုပိုင်စပုံမှုတွေရှိတယ်အဲ့တော့ အဲ့ကာဗိုနာရာကိုဒီရိုင်းနာစားမယ်ပြီးတော့အစီလဲမတက်စေမယ်ဂွာယိုလာအစီတက်တာအင်မတန်မုန်းတယ်ပေါ့နော်အဲ့တော့အဲသူလိုအပ်တဲ့ကယ်လိုရီလဲဝင်မယ်အစားအစာဖြစ်ပြောင်းလဲထွင်ပြီးတော့အဲ့အစားအစာကီဗင်ကာဗိုနာရာလို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့အဟာကိုလဲတခြားသောဘလုံးသမားတွေအရင်ကြိုက်ကြရဲဆိုတာမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးသူ့ရဲ့ဒီမိသားစုနဲ့ပတ်သက်တဲ့ story တွေကောသူကိုယ်တိုင် story ကောအများကြီးရှိတဲ့အပြင်သူကိုယ်တိုင်ရဲ့ခြေစွန်းထူးခြားမှုတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် loss ဒီဒီ season မှာတော့ကိုယ်နဲ့ကျွန်တော်တွေက ဒီလက်ရှိ current စံတဲ့ဟာကိုပို့ပြီးတော့ပြင်ဆက်ပေးခဲ့တာဖြစ်ဖြစ်တယ်ပေါ့နော်အခုအခုနဲ့ကိုနေဝင်နဲ့ပြောတာကိုလည်းကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်ပါသေးတယ်ပြီးခဲ့တဲ့ဒီ legend အစီအစဉ်မှာပေါ့လေကိုဟုတ်ဘယ်လို legend ပုံစံနဲ့တခြားအစီအစဉ်တွေဖြစ်ဖြစ်နေတယ်ဆိုတော့ねကိုနေဝင်နဲ့လည်းဘိုးရောက်လောက်ထိုင်ရနေကြတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ကိုဟုတ်ကဲ့ပါဒါဆီလူလူပြောသွားပြကြတယ်စကောပရိသတ်တွေခြေနဲ့အားရလို့မြင်ပါပဲရှိရှိပဲကြတဲ့စကောပရိသတ်တွေလည်း 제주 주민 드시고 아직 드시고 아니고요.